အဲ့တော့ကျွန်တော်ဒီမှာဒီမှာဆိုရင်အခုအာကုမ္ပဏီကျွန်တော် register လည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ power engineer တွင်ကုမ္ပဏီ limited ကျွန်တော် register လည်းရှိတယ်အဲ့ register နဲ့မိတ်ဆွေတို့ဟိုစိတ်ချလက်ချเนาะကျွန်တော်တို့ကုမ္ပဏီကိုစိတ်ချလက်ချနဲ့အာကျွန်တော်တို့တက်ဆင်လို့ရတယ်ပေါ့နော်အားလုံးမင်္ဂလာပါကျွန်တော် power electronic ကကိုရဲပါခင်ဗျမတွေ့တာကြာပြီเนาะမိတ်ဆွေတို့ကျွန်တော်ဒီနေ့ အာမိတ်ဆွေတို့ကိုကျွန်တော်မပြောဖြစ်တာကြာပြီဖြစ်တဲ့ကျွန်တော်ရဲ့အဆိုင်အကြောင်းလေးရယ်ကျွန်တော်ဆိုင်မှာရှိတဲ့ပစ္စည်းအကြောင်းလေးတွေကျွန်တော်အရှင်းပြပေးမယ်ပေါ့နော်ပြောပြပေးမယ်ဘာတွေရှိလဲဒီအချိန်ဘာတွေတက်လို့ရလဲအခုနွေရသည်လည်းပူလာပြီဆိုတော့အာတကယ်ဈေးသက်သာတဲ့ setup တွေရှိတာကိုကျွန်တော်နည်းနည်းလေးပြညာပေးရှင်နေပေါ့နော်အဲ့တော့ကျွန်တော်တို့တစ်ဖြည်းဖြည်းဝင်လာမယ်ဆိုရင်ကျွန်တော်တို့မှာပထမဆုံးဒီမှာအရင်ဆုံးမြင်ရမှာကအဲအိန္ဒိယ setup တွေတွေပေါ့နော်အိန္ဒိယ setup တွေကကြာတော့ကျွန်တော်တို့အာ အိမ်သုံးဖို့မှာကျွန်တော်တို့ဒီပန်ငါနဲ့ကျွန်တော်တို့ပေါ့နော်ဒီမီးချောင်းသုံးမယ်ကျွန်တော်တို့ wifi တွေဖုန်းအားသွင်းတာတွေပဲသုံးမယ်ဆိုရင်ကြတော့ဒီ India setup တွေတည်းအဆင်ပြေတယ်ပြီးကျွန်တော်ဒီလိုမျိုး torch tube battery နဲ့သုံးလို့အဆင်ပြေတယ်ပေါ့နော်ပြီးဈေးလဲတတ်တာတယ်သူကအာမခံတော့နဲပြင်မယ်အာမခံတော့တစ်နှစ်ပေါ့နော်တစ်နှစ် fully ပေးရပါမယ်ကျွန်တော်တို့တကယ်ကိုအခုချိန်နေကျွန်တော်လွန်ခဲ့တဲ့နှစ်နှစ်သုံးနှစ်ကတတ်ပေးတာရဲ့ကစားမှာတော်တော်များများအခုထိသုံးနေတော့မယ်ပေါ့နော်ဘာအင်တာမရှိပဲသုံးနေတော့မယ်ပေါ့နော် ကဲအဲ့ဒါလေးကျွန်တော်ပြခြင်းတယ်ပြီးရင်ဒုတိယအနေနဲ့ကျွန်တော်ပြခြင်းတာကအာအခုဒီမှာပေါ့နော်ကျွန်တော်နိုင်ငံကတ်တွေပေါ့နိုင်ငံကတ်တွေအားကြတော့ကျွန်တော်တို့အခုအာ12ဖို့ပေါ့နော်ကျွန်တော်12ဖို့ပေါ့12ဖို့ကျွန်တော်အသေးဆုံးကနေအကြီးဆုံး48ဖို့တိရှိတယ်အဲ့ဒါအောင်မှာ brand ဆုံးကျွန်တော်တို့ size ဆုံးရှိတယ်အဲ brand အဆောင်ထားရဲဆိုရလဲကျွန်တော်တို့ ਨੇ တကယ်အဆင်ပြေတဲ့ brand တွေပဲကျွန်တော်ထားတာပေါ့เนาะအဲကျွန်တော်အာမခံတေချာလေးအာလုတ်ပေးရမယ်ပြီးရင်ကျွန်တော်တို့ဒီအာမခံအတွင်းဖြစ်ဖြစ်ကျွန်တော်အာမခံပြီးွားရင်လည်းဖြစ်ဖြစ် service center ရှိရမယ် အဲ့လိုမျိုးကျွန်တော်တို့ company နဲ့ပဲကျွန်တော်တို့လက်တွဲပြီးအလုပ်လုပ်တယ်ဘာလို့ဆိုတော့ main ဆွေတွေလည်းကျွန်တော်တို့ရေရှည်ကြရင်ဘာဘာဖြစ်ကျွန်တော်ဒီဟာတွေတနစ်အာမခံပြီးရဲဆိုရင်တနစ်အတွင်ပြတ်သွားရဲဆိုရင်ကျွန်တော်လွတ်ပြစ်မှာလည်းမဟုတ်ဘူးလေကျွန်တော်တုံးနေဦးမှာတုံးနေဦးမှာဖြစ်တဲ့အတွက်အဲ့တုံးနေတဲ့ကာလအတွင်းမှာလည်းကျွန်တော်တို့ကအာမခံကပြီးွားရင်တော့ကျွန်တော် service center ပြင်ပေးနိုင်တဲ့ service center ရှိမှရမယ်ပေါ့နော်အဲ့လိုမျိုး service center ရှိတဲ့ company တွေပဲကျွန်တော်တို့ကအဲပြန်ပြီးတော့ကျွန်တော်တို့ authorize ယူပြီးရောင်းနေပေါ့နော် အဲ့လိုမျိုးလေးပါအခုဒီမှာဆိုရင်ကျွန်တော်တို့စီမှာအဲလောလောဆယ်ဆန်းဆိုလာရှိမယ်ဆန်းဆိုလာတွဲဖို့ကျွန်တော်1500ပြီးရေပြီးရင်ကျွန်တော်တို့ဒီကောင်ဆိုရင်ကျွန်တော် shutter ဆန်းတွဲဖို့1500ဝတ်ပေါ့နော်သူကကျတော့ VA နဲ့ watt ကပါกว่าဆိုသူက1500ဝတ်ကကျွန်တော်အပြည့်ထည့်ပေးထားတယ်ဟိုကောင်ကကျတော့1200ဝတ်ပေါ့နော်ပြီးရင်သူက MPPT controller solar watt 2000ဒီထည့်လို့ရတယ်အဲအဲ့ဒီကောင်လေးပါမယ်ပြီးရင်ကျွန်တော်အောက်ဆိုရင်ကျွန်တော်တကယ်အဲနော်ကျွန်တော် lab ဝင်တဲ့အဲကျွန်တော်ဈေးကွက်ပေါ့နော်တကယ်ဟိုကန်ကောင်းတဲ့ဈေးကွက်ဆိုပြီးတော့ကျွန်တော်တို့ကအခု အဲခေါ်ကြရပေါ့အဲ့ကောင်လေးဆိုရင်ကျွန်တော်3.6ရှိမယ်ပြီးရင်တော်တော်များများသုံးနေကြရတယ်ကျွန်တော် grow web လုံးဝမစိမ့်ဘူးအဲ့ grow web လေးရှိမယ်ပြီးရင်ကျွန်တော်ဒီဘက်မှာဆိုရင်24ဖို့ဖို့3.5 shutdown ဆောင်းမှာအခုနောက်ပိုင်း wifi နဲ့လာတဲ့ version ပေါ့နော်ဒါလေးဆိုကျွန်တော်ဆိုရင်လက်လီလက်ကားဝယ်လို့ရတယ်ပြီးရင်ဒီဘက်မှာဆိုရင် sand solar 10 kW ရှိတယ်ပြီးရင် battery ထဲမှာဆိုလည်းအစုံပဲကျွန်တော်တို့ရှိမှာ shutdown sand ရှိတယ်ပြီးရင်ဟိုဘက်မှာဆိုရင်ကျွန်တော်တို့ triangle တွေရှိမယ်ပြီးရင်ကျွန်တော်ဒီဘက်မှာ top တွေရှိမယ်12ဖို့လည်းရှိမယ် အပြောမယ်ဆိုအစုံရှိရပေါ့နော်အခုနွေရာသီမှာကျွန်တော်ရောင်းဖို့အတွက်ဒီမှာကျွန်တော်အဲကူလာလေးလည်းရှိတယ်အဲ့တော့ဒီရာတွေကကျွန်တော်လောလောဆယ်အိမ်၃ကျွန်တော်အသေးအသေးတော့မဟုတ်ပေါ့နော်အသေးလည်းရှိတယ်နည်းနည်းကျွန်တော်တို့အိမ်မှာအဲကွန်း၃လေးလုံးလောက်သုံးလို့ရတဲ့စက်တအထီကိုကျွန်တော်တို့ဒီမှာထားပေးတာကဲဒီဘက်မှာကြည့်မယ်ဒီဘက်မှာဆိုရင်ကျွန်တော်ဘာတွေရှိလဲဆိုတော့တကယ်ကိုကျွန်တော်တို့အိမ်အကြီးတွေကျွန်တော်လုံးချင်းအိမ်တွေ အဲပြီးရင်ကျွန်တော်စက်ယုံနေပါတယ်မှာတကယ် industry ရဲ့ use သုံးမှုအတော့ကိုအရန်အဆင်ပြေတဲ့ဒေကြီးပေါ့နော်ဒေကြီးလို့လည်းခေါ်တယ်ဒါကြီးလို့လည်းခေါ်တယ်ဒီကြီးလို့လည်းခေါ်တယ်เนาะအဲ့တော့အဆုံးခေါ်တယ်ဒီကောင်ဆိုရင်ကျွန်တော်တွဲဖို့ sorry တွဲကီလိုဝတ်အဲ48ဘူပေါ့နော်ကျွန်တော် low low voltage ပေါ့တော့ high voltage လည်းလာပြီးရင် single phase 3 phase အဲ့လိုမျိုးအမျိုးစုံလာတယ်အဲ့တော့အဆုံးရှိတယ်ပေါ့နော်အဲ့ဒါပြီးရင်အခုကျွန်တော်တို့ရောက်ထားတဲ့ဒေကြီးအဲ6 kW ပေါ့ဒါဆိုရင်ကျွန်တော်တို့ တက်တက်လေးနဲ့ကျွန်တော်တို့ချစ်စရာလေးပေါ့နော်လုံအောင်ကျွန်တော်တို့ compact design လေးလုပ်ပေးတာ grower လောက်လည်းအကြီးမဟုတ်ဘူးပြီးရင်ကျွန်တော်တကယ် build quality လည်းအရန်ကောင်းတယ်ဈေးရလည်းကျွန်တော်တို့အများကြီးမဟုတ်22ဒိန်ပဲရှိတယ်နောက်အဲ့ဒီဟာတွေကပြောသူကအမကန်လည်းကျွန်တော်တို့ဒီပုံမှန်ဟိုဟာတွေထပ်များတယ်ပေါ့နော်ပြီးရင်အဲ့လိုမျိုးကျွန်တော်ဒီဘက်မှာဆိုရင် အ6 kW ဒါ day ကျွန်တော်အော်ပါပေါ့နော်ဒီဟိုလိုမျိုးပေါ့ပြောမယ်ဆိုရင်ပထမ version ပေါ့ပထမ version က2025ကိုထွက်ထားတယ်ကျွန်တော်တို့အဲ version ပေါ့ဒီကောင်ကကျတော့ upgrade ပေါ့နော်ဒီကကျတော့ကျွန်တော်တို့ grow web ပုံစံထုတ်ပေးထားတာဒါကကျတော့ကျွန်တော်တို့ grow web ပုံစံမဟုတ်ဘူး heat sink ပါတယ်ကျွန်တော်ဒီအောက်မှာ heat sink နေနေကျွန်တော်တို့လုပ်ပေးထားတာပေါ့နော် build quality လုံးဝမတူဘူးဒီကောင်ကတော့ပိုကောင်းတာပေါ့ပြောမယ်ဒီကောင်ပိုကောင်းတယ်ပိုလဲဈေးကြီးတယ်ဟိုကောင်ကနှစ်ဆလောက်ဈေးကြီးတယ်အဲဒီကကျတော့ကျွန်တော်တို့အခု အဲတိတ်မကြသေးဘူးဝင်လာတဲ့ကျွန်တော်တို့ growwet ရဲ့အာ12 kW ပေါ့နော်12 kW ဒီကောင်ဆိုရင်လည်းကျွန်တော်တို့အဲဒီဇိုင်းလေးမိုက်တယ်ကျွန်တော် growwet 6 kW မှာနည်းနည်းလေး change လိုက်တဲ့ပုံစံလေးပေါ့နော်အဲဒီကောင်အရင်အဆင်ပြေတဲ့သုံးရတာကျွန်တော်တို့တက်ပေးတာလည်းအများကြီးရှိပြီအင်းဒီကောင်ဆိုရင်ကျွန်တော်ခုနကပြောတယ်တကယ်ကိုအဲကံကောင်းခြင်းများစွာယူလာပေးတဲ့ကျွန်တော်တို့ out ပေါ့နော် out ကမှကျွန်တော် 11kW solar string တစ်ခုပါတယ်ကျွန်တော် solar ထည့်မယ်ဆိုရင်6000 W 6000 W 12000 W ထည့်လို့ရပါတော့ အဲကျွန်တော်ဒီကောင်နဲ့ဒီ grower ဟိုဟာနဲ့တော့တူတယ်ဒါပေမဲ့ grower ထပ်တော့နည်းနည်းလေးအဲဈေးတက်တာမျိုးပေါ့နော်နည်းနည်းလေးမို့တော်တော်တက်တာတယ်เนาะကျွန်တော် build quality တွေပါလေအရင်ကောင်းတယ်ဘေးမှာ filter တွေပါလေပါတယ်အဲ့တော့ပြောမှဆိုရင်ဒါကျွန်တော်ဒီမှာကျွန်တော် showroom အနေနဲ့ sample ထားတာပေါ့နော်ပစ္စည်းအများကြီးရှိတယ်ကျွန်တော်စီမှာတကယ်ဒီဟိုဟာမှာကျွန်တော်မြောက်တော့ပုံမှာပေါ့နော်မြောက်တော့ပုံမှာပစ္စည်းတွေရှိတယ် အဲ့တော့ make sure လိုချင်တဲ့လကားလိုချင်တဲ့ဆိုရင်မြောင်းတို့ကမှလာရလို့လည်းရတယ်မဟုတ်ကျွန်တော်တို့လာပို့ပေးလဲဆိုလဲလာပို့ပေးမယ်ပေါ့နော်နေရီပါရီလည်းကျွန်တော်တို့သွားပြီးတော့တက်ဆင်ပေးတယ်အ PC တက်ဆင်ပေးတယ်ပြီးရင်ကျွန်တော်တို့အချိန်မှာတကယ်ကောင်းတဲ့အချက်တစ်ခုကကျတော့ကျွန်တော်တို့တက်ဆင်ပေးတဲ့အချိန်မှာ error တစ်စုံတစ်ခုဖြစ်တယ်ဆိုတော့တစ်နှစ်အတွင်းเนาะကျွန်တော်တို့ inverter ပြတ်သွားဆိုရင် inverter ကိုလဲပေးတယ်လဲပေးတယ်ဆိုတော့ကျွန်တော်အစားထိုးပေးတယ်ပေါ့နော်တစ်လုံးကိုကျွန်တော်တို့ကောင်းတဲ့အလုံးတက်ပေးတယ်မကောင်းတဲ့အလုံးကျွန်တော်ယူသွားပြီးပြင်နေပြင်ပြီးပြန်ကောင်းသွားရင်ပြန်လာတက်ပေးတယ်အဲ့တော့ make sure ကျွန်တော်ဆီကနေပြီးတော့ one stop service ယူထားတယ်ဆိုရင် လုံးဝလုံးဝစိတ်ပူစရာမလိုဘူးဘာလို့လဲဆိုတော့ဒီအဲမီးမပြတ်သွားဘူးပေါ့နော်ကျွန်တော်24နာရီအတွင်းရအောင်လာပေးတယ်အရင်တော့ဆိုရင်ကျွန်တော်တို့82နာရီလို့သတ်မှတ်ထားတယ်ဒါပေမဲ့အခုကျွန်တော်တို့24နာရီအတွင်းကိုလာပေးတယ်နော်အဲ့တော့ကျွန်တော်တို့24နာရီအတွင်းကိုကျွန်တော်ကောင်းကောင်းလေးလုပ်ပေးတာဖြစ်တဲ့အတွက်တကယ်ဟို service ကတော့ကျွန်တော်တို့လုံးဝအမခံမဲ့ပေါ့နော်ကျွန်တော်တို့တကယ်ဟိုသုံးလုံးကောင်းတယ်အဆင်ပြေတယ်အဲ့တော့ဈေးလေးလည်းကျွန်တော်တို့တက်တက်တာနဲ့လုပ်ပေးတယ်တက်စင်ထားတဲ့မိတ်ဆွေလည်းအများကြီးပဲကျွန်တော်တို့အချိန်မှာ အဲ့တော့ကျွန်တော်စီမှာဒီမှာဆိုရင်အခုအာကုမ္ပဏီကျွန်တော် register လည်းရှိတယ်ပေါ့နော်ကျွန်တော်တို့ power engineer တွင်ကုမ္ပဏီ limited ကျွန်တော် register လည်းရှိတယ်အဲ့ register နဲ့မိတ်ဆွေတို့ဟိုစိတ်ချလက်ချနော်ကျွန်တော်တို့ကုမ္ပဏီကိုစိတ်ချလက်ချနဲ့အာကျွန်တော်တို့တက်ဆင်လို့ရတယ်ပေါ့နော်အဲ့တော့နောက်လိုရာရှိရင်လည်းကျွန်တော်ပြောလို့ရတယ်ကျွန်တော် comment ထဲမှာလည်းလိုအပ်တာတွေပါလည်းမေးလို့ရတယ်အဲ့တော့နောက်ရက်တွေလည်းကျွန်တော်ဒီလိုမျိုးဗီဒီယိုလေးလုပ်ပြီးမှဖြစ်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကကိုရဲပါ